ဒီကဘာလုံးရဲ့ကျွဲဝချမ်းသာမှုတတော်များများကိုချူးမျိုးအုပ်စုလေးကအပိုင်သိမ်းထားကြရယ်ဆိုရင်ယုံနိုင်ပါမလားပြောရရင်ကဘာထိတ်တန်းအစဉ်ပြည်လျက်နာအရောက်တရာမှာဂျူးဆယ်ယောက်ကျော်ကအနေရယူထားရယ်နောက်ပြီးသိမ့်ပံပြင်းများစီးပတ်ဆိုင်ရနဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်းပြိုင်ဆန်ရှားထူးချွန်နေကြပါသေးရယ်ဒီလိုမိုးထီအောင်ချမ်းသာနေရပြိုင်ဘက်တွေထက်အရှိရောက်နေရကကန်ကောင်းမီထီထားပေါက်တာကြောင့်မဟုတ်သလိုအမွေတွေအချိလိုက်ကြီးရလိုက်လို့လည်းမဟုတ်ပါဘူးနောက်ပြီးအကုန်တိကျရဲ့အတိုင်းဂျူးဖူမျိုးတွေကအနှစ်ပေါင်းများစွာမတ တရားဖိနှိပ်ချုပ်ချယ်ခံရရတွေလူမျိုးသုံးသပြက်ခံရရတွေကိုရရဲ့ဆက်ဆက်ခံခဲ့ရတာပါဒီလိုအပေခံဘဝကနေဒီကဘာလုံးရဲ့အထိဆုံးစစ်မှားရက်တည်နိုင်လာကြတာကိုတကယ်ကိုအောက်ချရတော့ပါရဲ့တကယ်တော့သူတို့ဒီလိုကြီးကြီးတက်ချမ်းသာနေရကတာမန်လူတွေနဲ့လလမမဆိုင်တဲ့အခြေချက်တွေကြောင့်ပါအဲ့ဒါကတော့သူတို့ဟာငွေစွမ်းရင်ကိုရှင်းရှင်းလင်းလင်းကြီးတက်ပြီးမှန်ကန်တဲ့ခရင်ချက်တွေကိုရင်ဝဲပိုက်ထားလို့ပါနောက်ပြီးငွေကြေးပညာမှာတစ်ဖက်ကန်ခတ်ကျွမ်းကျင်တဲ့အပြင်စီးပွားရေးအကွက်တွေကိုချုပ်မြင်တတ်လို့ခေါင်းတလုံး ံးအမြဲတာနေရပါ။ဒါကြောင့်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်တော့ဂျူးလူမျိုးတွေရဲ့ငွေဆဲဆောင်နီလူဝက်ချက်တွေနဲ့ငွေစီမံခန့်ခွဲနည်းတွေကိုသိချာနားလည်တော့မှာပါ။နောက်ပြီးကုကူတိုင်းနဲ့သူတို့ရဲ့ငွေရှာနည်းတွေကိုလက်တွေ့မှာပြန်အသုံးချနိုင်မယ့်အပြင်ငွေကြေးခံရင်ကျအမားတွေကြောင့်မလူအပ်ပဲထွက်နေရဲ့ယူပေါက်တွေကိုပါသိချာသတိထားမိကြမှာပါ။ဆိုတော့ခြုံကြားကနေပုံဖြားအထိတက်ပြီးတကဘာလုံးရဲ့စီစိန်တွေကိုအပိုင်သိမ်းထားတဲ့ဂျူးလူမျိုးတွေကြောင့်ပြောပြပေးပါမယ်။အားလုံးပဲမင်္ဂလာပါ။ဒီတစ်ခါမှာတော့ Crypto Mate ရဲ့ Entertainment င်မဲ့အစီအစဉ်ကနေအားလုံးကိုချစ်စိုးလိုက်ပါရယ်။တော်ဝယ်နေတဲ့ ငွေကအသုံးဝင်တဲ့အရာတစ်ခုသက်သက်ဖြစ်ပြီးလမ်းဆောင်ပန်းတိုင်းမဟုတ်ဘူး။ဂျူးတွေဟာငွေဆိုရင်ငန်းငန်းတက်မမောကြတဲ့လောဘသားကောင်တွေလို့ပြောနေကြတာကိုနိုင်ရွာအောင်ဇာခဲ့ရပူပါရဲ့။တကယ်တော့ဒါကတက်တက်ဆောင်သွင်းနေရဲ့ပစက်ရာဇဝင်နေပါ။သူတို့ကငွေကိုမတော်လောဘစိတ်နဲ့မတရားရှာတာမျိုးမဟုတ်ပါဘူး။သူတို့ကလူမှုဖွဲ့စည်းအတွက်ငွေကိုအကျိုးရှိရာတွေလုပ်ဖို့နဲ့လူမှုနေထိုင်မှုဘဝတွေတဆင့်ထက်တဆင့်မြင့်အောင်ကူညီပေးကြရပါ။ပြောရရင် Facebook ရဲ့ပေကင်ရှင် Zuckerberg ဆိုဒါကငွေလိုချင်လို့တကူးတခါ တည်ထောင်ခဲ့ရမဟုတ်ပါဘူး။သူရည်ရွယ်ချက်ကတကဘာလုံးမှာရှိတဲ့လူအချင်းချင်းပြောဆိုဆက်သွယ်ရလက်ကူချုံးမွေးစေဖို့အတွက်ရှေ့တန်းတင်နာရပါ။ဒီလိုစေတနာအရင်းခံကြောင့်ကြွေးဝမှုတွေဟာလည်းသူနောက်တစ်ခါလဲလိုက်လာတာပါ။ဒီနေရာမှာတတိထားရမှာကငွေကိုအမှန်ကန်တဲ့စိတ်နေစိတ်ထားနဲ့အများကောင်းကျိုးရှိရှုဖို့ကအရေးကြီးရယ်ဆိုပါပါ။နောက်ပြီးသူတို့ဟာရှာတန်းအရေကိုကိုကျိုးအတွက်တင်ကွက်တုံးနေရမဟုတ်ပါဘူး။ပြောရရင်အပေးကဲ့ရဲ့ရော်ရဲသူတို့ဟာအလူတန်းမှာလဲတုထန်ကအပြိုင်ကိုအားရပါရလုပ်ကြပါသေးရ ယ်။ဒါဟာသူတို့ဖီးယားသခင်ရဲ့အစုံအမကိုတစ်ချက်ချလိုင်းနာခြင်းတုံးတဲ့မွန်မြတ်တဲ့တလေးတစ်ခုပါပဲ။ဒါကြောင့်ပေကန်လူတန်းချင်းရဲ့အကျိုးကျေးဇူးကိုမျက်စိမိတ်ယုံကြည်ကြပါရဲ့။ဒီလိုငွေကိုစနစ်တကျအနေနဲ့တမအာဇီဝချက်ချရှာဖွေကြ၊လူတန်းကြနဲ့တိတ်ကိုလေးစားအကြဖို့ကောင်းပါသေးရဲ့။ကို့အနေနဲ့လည်းကိုစွမ်းညံစွမ်းမထုတ်တော့ပဲငွေကိုတဲကြီးမဲကြီးလိုချင်စိတ်ကိုရှေ့တန်းမတင်တဲ့မအောင်။ဒီနေရာမှာပြောစင်တာကလောဘနဲ့ကမွေးယူထုတ်လုပ်နေတဲ့လောင်ကစားတွေသူများကိုကြော်ရရဲ့မတရားအမျက်ထုတ်နေရတွေကိုအ ထူးတတိထားဆောင်ရှာပြီးတော့တရားနိမ့်နှံ့ကြကြရှာဖွေတဲ့နယ်ဆိုရပါမြဝက်နိမ့်နှံ့နဲ့ ကလေးတွေကိုငွေနဲ့ရင်းနှီးအောင်တကြမမတ်သင်ပေးကြရဲအခုခေတ်မိဘတွေကကလေးတွေဆိုတာငွေနဲ့လုံးဝမသက်ဆိုင်ဘူးဆိုပြီးငွေအကြောင်းကြေးကြောင်းသခွန်းအောင်မဟာကြပါဘူးဒါအပြင်ငွေမတ်တာမကောင်းဘူးဖြက်စီးတတ်တယ်ငွေကရှားလို့လို့တွင်းထဲကနိုင်ထုတ်ရတာမဟုတ်ဘူးဆိုတာတွေနဲ့တအားကိုခဲချောက်နေသေးရပါဒါပေမဲ့ဂျူးတွေကတော့ဒီလိုတမာယူကြပုံစံတွေနဲ့ဖြောင်ဖြောင်ကြီးစန့်ကျင်နေပါရဲ့သူတို့ကကလေးတွေငငယ်တဲကငွေအကြောင်းကိုဒီမိခေါမိရှိမှရမယ်ဆိုတဲ့အမြင်ကျတဲ့သူတွေပါဒါက ောင့်ကလေးတွေတိတက်ခါစားအရွယ်တွေကငွေကြေးပညာကိုចောင်းစာလို့လက်ပွန်းတည်တည်မင်းရပါပြီ။သူတို့ရဲ့တင်ပေးရဲ့နီးကအရန်ကိုရွှင်ပြီးတော့လူတိုင်းလိုက်လို့လို့ရပါသေးတယ်။အဲ့ဒါကတော့ဦးငါလုံးနီးနန်းလို့ခေါ်ပါတယ်။တဦးစီကိုဒီလိုနာမည်လေးတွေကထားကြပါတယ်။လိုအပ်ချက်အတွက်တလုံးအလူလုံးဖို့ငွေစုဖို့စိတ်သာသုံးဖို့နဲ့ယင်းနှမြုံနံဖို့ဆိုပြီးတလုံးစီခွဲထားကြပါတယ်။ဒါကလို့ရမှာလဲအရန်လွယ်ကူပါတယ်။လက်ထဲမှာအပူငွေတရာရှိနေရဆိုရင်တခြားမလိုအပ်တဲ့နေရာတွေမှာ ြစ်ဆက်လက်ခတ်မဖြုံးပြရပဲလိုအပ်ချက်မှာ90ကုသုံးပြီးရင်အလူလုပ်ဖို့ ။ဝေးစုဖို့နဲ့ကိုကြိုက်တာသုံးခုကို၁၀စီခွဲလာပြီးတော့ဇန်နဲ့၂၀ကိုတော့ယင်းနှမြုပ်နိုင်ရမှာပါ။သူတို့ကကလေးတွေလက်ထဲဒီလိုပတ်စံတွေကန်သုံးခိုင်းပြီးတော့ခလန်းလန့်ကနေပဲမျက်ချိမပြတ်စောင့်ကြည့်နေတာပါ။ဒါအပြင်သူတို့ကိုငွေနဲ့ပတ်သက်လာရင်ကိုပိုင်းထင်မြင်ချက်နဲ့ကိုပိုင်းဆုံးဖြတ်ချက်တွေချကြည့်ဖို့တွန်းအားပေးပါသေးတယ်။ဒါကြောင့်ကလေးတွေဟာငငယ်လေးနဲ့ငွေကြောင်းတော့ချိန်နေကြတော့အရွယ်ရောက်လာတဲ့အခါမှာအစမတ်တကြနဲ့ငွေကိုခိုင်းတတ်ပြီးစထက်တဘူတိုးလာအောင်လုပ်နိုင်လာကြပါရဲ့။ပြောရရင်ဒီလိုငယ်ဘဝ ကအမြင်ဖြားခံလာတဲ့ကောင်းတဲ့တွေ့ကြုံတွေဟာအသက်ကြီးရဲ့ဒီအမြင့်တွေလာနေရဆိုတာအထင်သာမြင်နေရပါတယ်။ဒါကြောင့်လည်းဒီလိုနည်းတွေနဲ့ငွေကြေးပညာကိုမျိုးရိုးစင်စမ်းမပြတ်အောင်လက်ဆင့်ကမ်းမိနေကြအားပါ။ဒီလိုသမင်းနိုင်ကြတာကလည်းသူတို့ကိုယ်တိုင်ကနှမ်းဆက်ကျွမ်းကျင်နေရဆိုတာပြောနေကြရအောင်မလို့ပါဘူး။2016ခုနှစ်ကလေးလာချက်တစ်ခုအရဂျူလူမျိုးတွေဟာတကပလုံးမှာပညာရေးထူးချွန်ထက်မြတ်ဆုံးသူတွေဖြစ်စိတ်ရင်းဝင်ခဲ့ကြပါသေးတယ်။ဒါကြောင့်ကိုကိုယ်တိုင်ကလည်းဒနာငွေကြေးကြောင့်သိချာသိအောင်ထထဲဝင်ဝင် ွင့်သေးတာပြီးခုဘီနာကလူတွေကလေးတွေကိုညံပွင့်အောင်လမ်းပြပေးတင်ပါတယ်တင်းဝက်နီလန်သုံးစီးပွားရေးဆိုတာဖခင်ကပေးရဲ့ဆုလက်လို့ခံယူထားကြရဲ့အခုခေတ်မှာစီးပွားရေးလုပ်နေတဲ့လူများစုကိုမေးလိုက်ရင်ဝေလိုခြင်းလို့ချမ်းသာခြင်းလို့ဆိုတာပဲတိုင်းကနေထင်ကြမှာပါဒါဟာတမတမတ်ကြရဲ့နီးနဲ့ယူယူတတရှာဖွေတာဆိုရင်တော့ထိုက်ထိုက်တန်တန်ပြန်ရနိုင်မှာပါဒါပေမဲ့သူများရဲ့ခုံမွေးပေါ်စဉ္ညံဖျက်လျှောက်ပြီးတော့နောက်ကြောထားနဲ့ထိုးရှာနေတဲ့သူတွေလည်းမနေမနောပါပဲဒါဟာမတရားနီးနဲ့ကွက်ကြော်ရိုက်လို့ရလာတဲ့စီးစိမ် တွေမို့စကြခံဖို့မကျင်းသေးပါဘူး။မကောင်းမှုဆိုတာဖုံးလို့ရရုံထုံးစံမရှိသလိုအချိန်တန်ရင်ဘူးပေါ်တယ်လို့ပေါ်လာမှသိကြပါရဲ့။ဒီလောကနိယာမကိုဂျူးတွေကနက်နက်နဲနဲကိုနားလဲကြပါရဲ့။ပြောရရင်ဂျူးတွေကစီးပွားရေးကိုဖျားကပေးရဲ့အနိုင်မဲ့လက်ဆောင်လို့တမျက်တနိုးထားကြပါရဲ့။ဒါကြောင့်ရိုးသားမှုကိုလက်ထဲချစ်ချစ်ပါအောင်စုပ်ကိုင်ပြီးမမှန်ကန်ကန်ယွယွတတလုပ်ကြရပါ။သူတို့ရဲ့လုပ်ငန်းတွေကတစ်ဆင့်လူမှုဂျိုးစီးပွားကိုအဓိကတိုးတက်စေဖို့ရည်ရွယ်ပြီးတော့ထိတ်တန့်ဝန်ဆောင်မှုတွေကိုပဲရွေးပေးကြပါရဲ့။ ထာတယ်မကသေးပဲလူတွေနဲ့ဆက်ဆံရင်းမှလည်းလူသဘောလူမနောလူထာကိုတော်တော်လေးညက်ကြတာပါဒီလိုလူချင်းဝက်ကောင်းတွေကိုခါဝက်ပစိုးလိုမြဲလို့လဲသူတို့နဲ့အလုပ်တူတွဲလို့ကြမယ်လုပ်ငန်းရှင်ဒနာရှင်တွေအများကြီးရှိနေရမဆန်းပါဘူးဒီနေရာမှာအရန်ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုကိုတေချာသတိပေးချင်ပါတယ်ဒီနေ့ခင်မှာလူတော်တော်များများကငွေထောင်ကြောင့်မန်တိတိကြီးနဲ့ခုံချရင်ပိတ်မိနေကြတဲ့အချွေးထောင်ကြောင့်ပါဒါပေမဲ့ဒီအရာကိုဂျူးလူမျိုးတွေကကောက်ကွက်ကွန်းကွန်းနဲ့တေချာကိုသတိထားမိကြပါတယ်ပြဝက်နီလ န်းသည်အချွေးဆိုးတွေကိုရှောင်ပြီးတော့ပပနဲ့နဲ့အတီထွင်ခြင်းစတတ်ကြရဲ့အပေါ်မှာပြောတဲ့လူလူတရမှာ90လောက်ကလာတိုင်းလာတိုင်းအချွေးတွေတနည်းနည်းနဲ့ဖဲ့ဆက်နေရပါတယ်အဲ့ဒီမှာသတိထားရမယ့်အချက်တစ်ခုရှိပါတယ်ကိုယူတာရဲ့အချွေးကလိုအပ်တာတွေကြောင့်တင်နေရလားဒါမှမဟုတ်လူကျင်နာကိုမျက်စိစုံမဲဝယ်ပြတာကြောင့်လားဆိုတာကိုပါပြောရရင်လက်ချဲမရှိသေးတဲ့ငွေကိုကျူသုံးပြီးအခုယူနောက်မှပေးနဲ့အရေးကြရေးလျှောက်ဝယ်တချို့ဆိုတငယ်ချင်းတွေကြားရဲမိုးချွားခြင်းလို့ branded တွေကိုမွေတူးနဲ့ခြေဝယ်ပြစ ကြရပါဒီလိုနဲ့ငွေကိုမလူအပ်ပဲချေးတဲ့အချင်းကြောင့်အတိုးတွေတက်လို့အချွေးတွေထိုးဆက်နေကြရမနေမနှောပါပဲဒီနေရာမှာတော့ဂျူးလူမျိုးတွေရဲ့ငွေကြေးစီမံခန့်ခွဲနည်းကိုကောင်းကောင်းကြီးလေ့လာဖို့လိုအပ်နေပါပြီသူတို့ကငွေသုံးတာနဲ့ပတ်သက်ရင်ခရီးစိတ်တွင်ကြအသေးချာကိုသိနေကြရပါနောက်ပြီးမလူအပ်တာဆိုလက်ရောင်မကြီးကြတဲ့အပြင်အပူပစ္စည်းတွေကိုလည်းမစင်မချင်ရှောက်မွေးကြပါဘူးပြောရရင်ဂျူးလူမျိုးမတ်ဇူဂါဘတ်ကိုကြည့်ကြည့်လိုက်ပါသူ့လိုငွေထားစရာနေရာတော့မရှိရဲ့သူတော်ဒီလိုပ ုံစံထူအင်ဂျီတွေကိုမယိုးနိုင်အောင်ဝင့်နေရပါ။ သူတို့ဟာလစဉ်အသုံးစရိတ်ကိုလည်းတခြားသတ်မှတ်ပြီးဘောင်တွင်းမဲ့ကန့်သုံးကြပါသေးတယ်။ဒါပေမဲ့သူတို့ငွေကိုဒင်းကျပ်သုံးတဲ့နေရာတွေရှိပါသေးတယ်။အဲ့ဒါကတော့ business တွေတိုင်းရင်းပြစ်တာပါ။စီးပွားရေးအကွက်မြင်တဲ့သူတို့ဟာခိုင်မီဆိုတဲ့နေရာတွေကိုတခြားစုံစမ်းပြီးရင်တော့ငွေမလောက်ရင်တောင်မှပြေးချေကြပါသေးတယ်။ဒီနေရာမှာသူတို့ချေရငွေကအမျက်ငွေကြိုင်ရမှာဆိုတော့အချွေးဆိုလုံးဝမဟုတ်ပါဘူး။ဒါဟာငွေဆောင်ချက်ကိုလည်းအလွယ်လေးရှောင်မိတာဖြစ်သွားပါရဲ့။ကိုကလည်းမလို့အပ်တဲ့နေရာတွေမှာငွေကိုတတိနဲ့ ဆင်ကျင်သုံးပြီးတော့ငွေထောင်ကြောက်ထဲမကြဖို့အထူးသတိထားရမှာပါ။ဘာလို့လဲဆိုတော့ကြောက်ထဲကြွားရင်မစုံတဲ့တန်တရာလိုသွေးလေလေနဲ့ရုံထွက်ဖို့မလွယ်တော့လားကြောင့်ပါ။အခုပြောမယ်နောက်ဆုံးချက်ကတော့သူတို့ကိုဒနာကြီးရှင်ကြီးတွေဖြစ်လာစေရဲ့အဓိကအကြဆုံးချက်လို့ပြောရင်လည်းမမှားပါဘူးကိဝဲနီလန်းကဂျူးလူမျိုးတွေကယင်းနှိမ့်နယ်မှုမှာဆရာတဆူပါဂျီနီခင်မှာဆိုရင်လက်ချင်းငွေလေးဘူရှက်လာနဲ့ခြံွက်လေးတွေပြေးဝဲရွှေတောင်းလေးတွေပြေးစုနဲ့ရောက်ရက်ခတ်နေတတ်ကြပါတယ်တကယ်တော့ဒါကမီယိုဗလာယင်ကျေးမှုလို့ ုဖြစ်နေတော့အမှားလားမှန်လားထောက်ပြပေးမဲ့သူလည်းမရှိတဲ့လောက်ရှားနေကြပါပြီ။ရှင်ဝယ်သားရဲ့သူတချို့ကငွေဖောင်းပွားလို့ဈေးထိုးတတ်တာကိုမျက်တည်လို့ထင်နေတတ်ပါရဲ့။ဒါအပြင်ကိုဝယ်မိလိုက်တဲ့မြေကွက်ကတရမဝယ်မြေမျိုးဖြစ်နေပြီဆိုရင်လည်းဆုံးဖို့မြေကြီးလက်ခတ်မလွဲပါဘူး။ဒီလိုမျိုးလက်ထဲရှိရဲ့ငွေလုံးရင်းလေးကိုတနေရာတဲ့ပုံအုံးမိလိုက်တော့နင့်နာရတာကုတိုင်းပါပဲ။ဒါဟာကိုချက်ဥတွေကိုချင်းတစ်လုံးထဲမှာစုပြုံထဲမိရဲ့ဆိုးကျူတွေပါ။ဒါပေမဲ့ယင်းနှိမ့်မြောက်နယ်မူကင်းညာမှာတစ်ဖက်ကန်ကတ်ကျွမ်းကျင်ကြတဲ့ဂျူးလူမျိုးတွေဟာကြက်ဥ ူတွေကိုချင်းတလုံးထဲမှာအကုန်စုမထည့်တာကြပါဘူး။သူတို့တုံးတဲ့ဒီနီလန်ကို diversification ခွဲစင်းစိတ်ပြခြင်းနီးလို့ခေါ်ပါရဲ့။သူတို့ကချင်းတောင်းလေးတွေတစ်ခုစီမှာ ဝေစုလေးတွေနဲ့အကန့်လေးခွဲထားကြပါရဲ့။ပြောစင်တာကသူတို့ရဲ့ငွေတွေနဲ့တိုးတက်ထက်ဒေါ်လာအောင်နေရာစုံမှာမျှပြီးရင်းနှီးမြှုပ်နှံတာကြတာပါ။နောက်ပြီးရေးကြီးရဲ့အချက်ကသူတို့ငွေကိုပုံအားထားရမယ်ဆိုရင်ဈေးကွက်ကိုနားလဲအောင်အရင်ဆုံးခွင့်စင်းလေ့လာကြပါရဲ့။ဒါအပြင်ဆုံးရှုံးနိုင်ခြင်းရှိမဲ့ပမာဏကိုလည်းသိချတွက်ဆက်ကြသေးရပါ။ဘီ ီးရင်တော့သူတို့ကအင်ချက်မြေစည်းပွားရေး stock ဈေးကွက်နဲ့ shrey တွေမှာအချိုးကျစီရင်းနှီးမြုပ်နှံလာကြပါတယ်။နောက်ပြီးသူတို့ကတမယိုးကြအတွေးတွေကဖောက်ထွက်ပြီးရောခီးရေးစီကြောင်ရာညံပြေးကြပါသေးတယ်။ သူတို့လိုထမြက်တဲ့သူတွေဟာ cryptocurrency တွေကိုအနာဂတ်ရဲ့ငွေကြေးတစ်ခုဖြစ်လာမယ်ဆိုတာတစ်ထစ်ကြယုံကြည်ကြရော crypto တွေရဲ့အလားအလာတွေကိုအမျှော်မြင်ရှိရှိနဲ့ထောက်လန်းပြီးအတွင်းကျကျလေ့လာနေကြတာပါ။ဒါကြောင့်လည်းမီယိုဖလာယင်းနှိမ့်နှံမှုတွေတင်မကပဲ crypto ငွေကြေးတွေမှာလည်းတစထက်တစအသာပေးယင်းနှိမ့်နေကြပါပြီ။ပြောရရင်အခုအချိန်ကလည်း cryptocurrency တွေခေတ်စားခဲ့ရဆယ်စုနှစ်တောင် ကျော်သွားခဲ့ပါပြီ။ဒါကိုအခွင့်အမြင်လို့အမျက်ထုတ်သွားကြတဲ့ဉာဏ်ကြီးရှင်တွေလည်းလက်ချိုးရည်လို့မိရပါဘူး။သူတို့ က cryptocurrency ဈေးကွက်ကိုဆွေးနွေးပေးရှိရှိလေ့လာရင်မသိသူကြောသွားသိသူဖော်စားပြီးတော့တန်းကျွေတထေးတွေပြစ်ခုံကြလို့ပါပြောရရင် Bitcoin ပြီးရင်နံပါတ်1နေရာတန်းချိတ်တဲ့ Ethereum Coin ရဲ့ Co-founder တွေကတယောက်ကဂျူးလူမျိုး Joseph Blue ပင်ပါ အဲ့ဒီ crypto coin ရဲ့တန်ဖိုးကထူထူတက်လေသူကြွားမှုကလည်းမချိမဆန့်ဒေါ်လာလေးလေးပါပဲပြောစင်တာကသူတို့ဟာစီးပွားရေးစည်းကွက်တွေကိုကြုံမြင်ပြီးလူတိုင်းထက်အခြေတလန်းတာနေရောဒီလိုထွတ်ထိပ်သည့်ဒုတက်ကုန်ကြရပါဒီနေရာမှာအရေးကြီးရာကအခေအားကြရဲ့ငွေကြေးပညာကိုသိချာနားလည်သက်ကြွဖို့ပါဒီထာကိုနဲ့တဲ့ဒီလူမျိုးတွေဟာငွေကြေးပညာတွေကိုအမြဲတမ်းသိလာလိုက်စားနေရကြောင်းကမ္ဘာထိပ်တန်းအဆင့်တကြွဖြစ်ကုန်ကြတာအံ့ဩနေကြရအောင်မလို့တော့ပါဘူးဒါကြောင့်လည်းမြန်မြန်လေးလာလေငွေမြန်မြန် ဝင်လာလင်းလေးဆိုရဲဆောင်ပုတ်ကသူတို့ရဲ့ lesson ရေးဖြစ်နေကြတာပါ the more you learn the more you earn ကဲအခုဆိုရင်တော့ကိုကိုကိုနဘူးပေါ်လက်တင်ပြီးတရားစင်းစားရမယ့်အချိန်ရောက်ပါပြီကိုကရောငွေနဲ့ပတ်သက်ပြီးဘာတွေကိုသိလာလိုက်စားနေတလဲနောက်ပြီးအခုလုပ်နေရတဲ့လောကလွှဲရင်တခြားဝင်ငွေလမ်းကြောင်းအသစ်တွေဘယ်နှခုရှိနေပြီလဲအရေးကြီးဆုံးကတော့ကိုရဲ့ငွေကိုကောင်းကောင်းစီမံတတ်ပြီလားဆိုတာပါပဲအနည်းချုပ်ပြန်ပြောရရင်ဂျူးလူမျိုးတွေကငွေကိုတမာတမက်ချက်ချနဲ့ရှာဖွေစုဆောင်ပြီးရောသူတို့ကငွေကြောင်းကိုငွေ ငယ်ရဲကအောက်သက်ကြီးကကြတာပါအဲ့ဒီနောကျင်နေတဲ့ပညာကိုမြို့ရွှေစင်စက်ဇက်တွိုက်ထင်းသိမ်းနေကြပါသေးတယ်သူတို့ရှာထားတဲ့ငွေတွေနဲ့အလူတန်းတွေတရားတရားဆက်ဆက်တန်တန်လုပ်ပြီးတော့လူတို့ကိုအသက်သက်ရောအကျိုးပြုကြပါသေးတယ်နောက်ပြီးအချွေးစိုးတွေကိုဝေဝေးရှောင်ပြီးငွေထောင်ကြောက်ကိုလည်းလှစ်လှစ်ကလေးကြောက်ခတ်တတ်သေးရပါအရေးကြီးဆုံးပင်တိုင်းချက်ကတော့ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်မှာဆင်ဆက်မပြတ်လည်လာနေပြီးရောခင်းတဲ့ညီရေပန်းစားနေတဲ့ခရစ်တိုငွေကြေးတွေကိုလည်းရှေ့ဆုံးကလက်ဦးမှုရယူထားနေကြပါပြီ။ဆိုတော့ကိုလည်းအခုချိန်ကအနာဂတ်မှာအရေးပါလာမယ့်ခရစ်တိုလို digital ငွေကြေးတွေကိုဒီထက်ပိုမနှောင့်ကြပဲထက်ထဲဝင်ဝင်လည်လာဖို့အကောင်းဆုံးအချိန်ရောက်နေပါပြီ။ဒီလိုလည်လာဖို့အတွက်ကမ္ဘာအကြီးဆုံးဖြစ်တဲ့ Binance Exchange မှာလည်လာလို့ရနေပါပြီ။အဲ့ဒီအတွက် Binance account တစ်ခုဖွင့်ထားဖို့ပဲလိုပါရဲ့။ဒီအတွက်လည်းဒီဗီဒီယိုမှာပေးထားတဲ့ link ကနေ account တစ်ဖွင့် င်တဲ့သူတိုင်းအတွက် reward တွေပေးသွားမှာပါ။ဘာ reward တွေရမှာလဲဆိုရင်ကို့အနေနဲ့ crypto တွေဝယ်ရောင်းတော့တိုင်းတော့တိုင်း20% discount ကိုတသက်တာခံစားခွင့်ရသွားမှာပဲဖြစ်ပါတယ်။ဒါအပြင် crypto mate ကနေဒါတိုင်းတူလို့ပေးသွားမယ် activity စီစဉ်နေမှာလဲ crypto dollar တွေ reward ပြန်ပေးသွားအောင်မှာပါ။နောက်ပြီး crypto currency နဲ့ပတ်သက်လို့မသိတာတွေမှတ်သားတိုင်းမင်းဆွေးနွေးကြဖို့အတွက် crypto mate telegram group ကိုဂျိုင်းနာပင်လို့ရပါသေးတယ်။နောက်ပြီး crypto currency အကြောင်းတွေပြင်အခုလိုငွေကြေးဆိုင်ရာတိကိုတိထားရမယ်ဘဟုတုတ္တရတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ Crypto Mate Channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အခုလို့ဆုံးဖြတ်ကြည့်ပေးလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်တွေ့ကြရပါတော့